ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ်အကြောင်းအရာကတော့ငလင်တန်တဲ့နေပြီ ဒီလိုကြပါပြီသူမြတ်ကျော်မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပသက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်ဒီနေ့ညမှာတော့တချို့သတင်းကြီးကြားပြီးသားဖြစ်နေပြီမင်းရောက်လိုက်ကစစ်ကိုမရက်ပါဘူး အန်ယူဂျီကစစ်ကိုနှစ်ပတ်နားမယ်မြောက်ပိုင်းညီနောင်သုံးဘက်ကစစ်ကိုတလနားမယ်လို့ထုတ်ပြန်ကြေညာအပီးမှာမလာဖက်စစ်တက်ကတော့စစ်ကိုစစ်တိုက်မယ်ဆိုတဲ့အကြောင်းလူသိရှင်ကြားထုတ်ဖို့ပြောကြားတာတွေ့ရပါတယ်ဒါဆိုရင်ပါဆက်လုပ်ကြတယ်နောက်တစ်ခုကကျွန်တော်တို့မနေ့ကနောက်ချိုအုံးမတီးမှာ တရုတ်ရဲ့ကေဇေးရှင်တန်းချက်ချီအဖွဲ့စစ်တပ်ကစစ်တပ်တွေနဲ့ပြစ်ခတ်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်ဒီထွက်ပေါ်ချက်တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့လိုက်လံလေ့လာမှုတွေရှိပါတယ်သုံးသက်ချက်ပြောမှာဖြစ်ပါတယ်နေပြည်တော်သတင်းဖုံးထားတာကိုလည်းတွေ့ရပါတယ်နေပြည်တော်သတင်းထုတ်ပြန်မှုလုံးဝမလုပ်တဲ့အခြေအနေမျိုးကိုကျွန်တော်တို့တွေ့နေရပြီးစကိုင်းမန္တလေးငလျင်ဘေးနဲ့ပတ်သက်ပြီးအထူးသတိပေးစရာတွေကျွန်တော် ရှိနေပါတယ်။ဒီနေ့ဒီချိန်မှာကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေဟာကိုယ်ညီကိုယ်မတက်ရက်နေတဲ့မျိုးပေါ်မှာတော့ရက်နေဖို့မယုံကြည်ရတဲ့အခြေအနေမျိုးကိုယ်အိမ်ကိုယ်ရှာတကားပိတ်တော့ခတ်ပြီးလုံခြုံမလားလို့အတွင်းနဲ့နေခဲ့ကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟာကိုယ်အိမ်ကိုယ်ရာတဲမှာတော့ လုံခြုံမှုမရှိတဲ့အချိန် COVID-19 ဖြစ်တဲ့ရေတွေကြီးတယ်မိရေလောင်တဲ့စစ်ပွဲဖြစ်တယ်ထပ်ပြီးရေကြီးတဲ့ငလင်လောက်တယ်2021,2022,2023,2024,2025ရှင်းချင်းတတ်ထုတ်ချကြည့်ရရင်မင်းအောင်လိုက်အာနာသိမ့်ပြီး ကလေးကယနေ့အချိန်ထိကပေးကြီး၃ခု၄နှစ်အတွင်းမှာဖြစ်ခဲ့တယ်ဆိုတာတော့ဘယ်သူမှငြင်းလို့မရပါဘူးမြန်မာကြီးငိုလိမ့်မည်ဒီလိုတပေါင်းကြီးလည်းရှိနေပါတယ်ဒါအပြင်မှာမေယောင်းလိုက်ဘတ်စတအာနာသိမ့်ပြီး၄နှစ်တာကာလမှာကပေးကြီး၃ခုကြီးကြီးမားမားဖြစ်ခဲ့ပါတယ် covid 19 တတိယလိုင်းဒုတိယအဲတတိယလိုင်းနောက်တစ်ခုကရေကြီးဆယ်ကျိုးဆယ်ပြက်နေနေပြီးတော့မှရေလွှမ်းခဲ့ရတယ်ရေလွှမ်းမှုတည်ကြည်ပျက်စီးမှုတွေနိုင်ငံနဲ့တဝက်ဖြစ်ခဲ့နောက်တစ်ခုကတော့ဒီကနေ့ကပ္ပရဲ့အင်အားအပြင်းထန်ဆုံးနှီးပါလို့ပြောလို့ရတယ်ငှက်ရင်ပြီး နေပြီးတော့တခွင်လုံးနှီးပါပြူချနေပြီးစီယုံကျုပ်ပါမကျင်တိုက်စစ်ဌာနချုပ်ဂျုံခလာ85ရွာတော်တက်ခွေစကန်တဆကနေမြင့်သောတထောင်လို့လေထိခိုက်ပျက်စီးတယ်လို့ကျွန်တော်တို့စုံစမ်းသိရှိရတယ်ဒါပေမဲ့ဖက်စစ်တပ်ကတော့နေပြီးတော့သတင်းကိုလုံးဝအမှောင်ချလာတဲ့အတွက်ပြည်သူတို့ကနေပြီးတော့သတင်းတွေရိုက်တင်ကြလာ Facebook စာမျက်နှာတွေမှာနေပြီးတော့လူတွေရိုက်တင်ကြလာ ကလာ85ကတော့ပျက်စီးမှုအများဆုံးကလာ85ဆိုတာပြင်မနာသားတွေတိတယ်ရန်ကုန်မန္တလေးလမ်းပေါ်မှာရှမ်းကန်နာကမြင်းစည်းရုပ်မြင်းစည်းရုပ်ပြီးရင်တန်သားတို့လေးအဲ့ဘေးမှာကက်ရက်တီရှိတယ်အဲ့ဒီဘေးကမြောက်ပြီးဗန်အုတ်တိုင်းတွေလည်းပြူကြတယ်ကျွန်တော်သိရတယ်။နောက်တစ်ခုကသဲပြူအခြေဆိုင်စကခချရရစရာမရှိအောင်ပျက်စီးတယ်ဂရိတထောင်းစီးရတက်တော့နေပြီးတော့ ရှင်းပတ်ပြီးတော့ပြက်လက်တဲ့အထိလူနာတွေဖက်စစ်ခွေးတတိုက်တဘာဝတရားကြီးကတန်ခတ်တယ်လို့ကျွန်တော်တို့သိရပါတယ်မာလာကိုရန်တို့တက်ဖြစ်တဲ့ခမာယာ305တဝင်းပြိုကျပြီးမတာပေါ်တဲ့အရှိတွတ်ဖက်စစ်တက်ကအမောင်ချလာပါတယ်စိုးရဲ့ကိုရန်တို့တက်ခလာယာ85မက်စီ6ယောက်ကြိုက်တယ်လို့ကျွန်တော်တို့အကြံဉာဏ်သိရပြီးဒံယာရသူကတော့ဖောကနဲ့နှစ်စီးတိုင်းရှိနေတယ်လို့သိရပါတယ် အယောက်20တိဆုံးမှုကတော့မာတိုင်ယာနှစ်ဖြစ်ပါတယ်အဲ့တော့မရှနာနဆက်ရှိရနေမှာလုတ်ခဲ့တယ်ငလင်းနေပြီးတော့ဘုံတိုင်းကျအောင်ပြိုကျလွတ်တော်အဆောက်ဦးပါပြိုကျလို့ဒီပါစေယုံကျုံနဲ့ဝင်ကြီးယုံနဲ့အကုန်ပြိုဝင်နန်းလိုင်းကနေလေးတက်ကနေသုံးတက်ဖြစ်နေတဲ့အခြေအနေမှာစင်ရေးပြလာတဲ့အင်အား၈000ဆိုတဲ့ကောင်းတယ် မတာတဲ့လုံးဝမထုတ်ပြန်သလိုတေတာတော်ရဲရဲတန်ကုန်မတည်ရဲ့အတုပမချရဲတဲ့တေတာတော်မျက်နှညိုးမျက်နှမွဲနဲ့တေရတဲ့ဘဝအဲ့ဒါဖက်စစ်တလောက်ကစစ်မှုထမ်းတဲ့ဖက်စစ်တလောက်ကစစ်သားတွေရဲ့ဘဝကိနိုင်းဆိုတဲ့ထိုင်းကစစ်ခွေးတွေလောက်တော့စစ်ခွေးလေးတွေလောက်တော့အတိတ်တရားမရှိတဲ့ကောင်းပြီးဒီလူလူကတော့ တေးတာတော့နည်းသေးလို့စိတ်ပူမိတာကမတေးပါဘူးပဲလို့ခဏခဏကြားရပါတယ်နေပြီးတော့ရှင်ပင်အရာဝင်းကြုံကြပျက်စီးတယ်စောက်ဖောက်ဘူးမလုပ်ပါဘူးမင်းအောင်လိုက်တယ်တတရွှေနဲ့သာအရာကတော့တာမှန်ပဲပြတ်ပါတယ်အင်ဂျင်စင်းတာကဝန်ထမ်းအရာတွေမြင်ကြည့်တဲ့ပျောက်သွားပြီးဝန်ထမ်း၅ဦးတေဆုံးတယ်လို့အကြမ်းမြင်သိရတယ်အာကာကွင်းနေပြိုကျပျက်စီးပြီးသမင်းတို့ပို့နေရပါတယ်အဲ့တော့ မနေ့ကမန္တလေးကိုမအားလာသွားတယ်ငလင်းနှစ်ချိတ်ထလုပ်တယ်ဆက်စီယုံကျုပ်နေပြီးတော့စီယုံကျုပ်ဘုံပြုတ်ပြီးကွက်ကွက်လေးလှုပ်ပြီးတော့အစီယုံကျုပ်ပြိုကျမသားပေါ်ရင်တော့အကောင်ဆုံးပဲပေါ့ဗျာအဲ့တော့ဒါပေမဲ့ဖတ်စစ်တာဒီလိုကိုယ့်ရဲ့တက်သားပေါ့စစ်တီဘူပါတွေငလင်းကျုပ်သေဆုံး ပြိုကျပျက်စီးမှုတွေရှိနေပေမဲ့တဇက်ကလေးမှလူအသည့်လူစိတ်ဓာတ်မရှိပါဘူးစစ်ကိုဆက်တိုက်ပါမယ်လေနဲ့ဘုံကိုနှိစင်ကျဲနေတယ်ဒီကနေ့လည်းနောင်ချူကိုထက်ကျဲရပါတယ်ဆက်တက်လေဒီနဲ့ပြစ်ခတ်မှုတွေစကိုင်းတခွင်ပါဗမာပြည်ရဲ့အကြီးမားဆုံးငလျင်ဘူချက်ဖြစ်ပေါ်ရစကိုင်းတခွင်ကိုဆက်တက်လေကြီးတွေနဲ့ဘုံချဲမှုတွေလုပ်နေပါတယ်တမတော်ရဲ့စီရဟရင်ဆိုတဲ့ဟာတွေဟာ ပြည်သူပြည်သူလူထုကိုတတ်ဖို့တာအသုံးပြုနေပြီဆက်တိုက်ခြင်းနဲ့လူသူရောက်ပေါက်သွားလို့မရတဲ့နေရာတွေကိုခြေတန့်ပေးတာမျိုးတွေလည်းမကြားမိတဲ့အတွက်ဗစ်စစ်တပ်လက်ထဲမှာရှိတဲ့အရာမှန်သမျှဟာပြည်သူလူထုကိုတတ်ပြီးတိုင်းပြည်ကိုဖျက်ဖို့ဆိုတာကိုပုံမူပြီးတော့ခိုင်မာစွာကျွန်တော်တို့မြင်ရပါတယ်အဲ့တော့ဒီလိုစစ် ဒီလိုကလင်းဘေးပေါ်ကတ်ကတ်ဘေးအကြီးအကျယ်ဖြစ်နေချိန်မှာကျွန်တော်တို့ကရင်ရှမ်းမြောက်စကိုင်းဘကိုးနေရာမားခုလေကြောင်းတိုက်ခိုက်မှုကြီးလုပ်နေပါတယ်ကဲစဲရှာပွေရေးကိုအလုတ်ပြပြီးအငိအငိုင်ဖန်းတိုက်ခိုက်လို့လည်းအနေထားကိုတွေ့ရပါတယ်ဆိုတော့ကမြောက်ဆန်းအမြောက်တက်မှာလဲထိတွေ့တိုက်ပွဲတွေဖြစ်နေလို့ကပ္ပဆိုင်ထုတ်လို့ရအကုန်လုံးလက်ရှိရက်ဆိုင်ထားရပါတယ် ကပ္ပစစိတ်ယုံကိုစတိုင်းမှုတွေအကြောင်းကိစ္စရှိလို့ဝင်မယ်ဆိုရင်တော့ကကကြီးကိုတရင်ပို့ပြီးဝင်ရမယ်ရိုက်ကူးရေးအဖွဲ့မပါရဆိုတဲ့အခြေအနေမျိုးတွေဒီဖတ်စစ်တဲ့အထဲမှာဝရုံတုံကကိုကဲအုတ်ချုပ်မှုပုံစံပြည့်ရင်းပြူကြရအောင်ကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီကနေ့မှာဒီအခြေအနေကိုကျွန်တော်တို့တွေ့နေရပြီနောက်ထပ် တိုင်းတစ်ခုအနေနဲ့မန္တလေးကိုပြောပြခြင်းပါတယ်မန္တလေးနဲ့ပတ်သက်ပြီးမန္တလေးဒေသခံစီယုံကြီးမှာအလောင်းတွေကိုယ်တိုင်တည်ယူပြီးတော့ဖြစ်ပြက်နေတဲ့အခြေအနေဒါရင်းနဲ့ပတ်သက်ပြီးတော့မြေပြင်ကအတန်တစ်ခုကိုကျွန်တော်မကြိုက်ဘူးပြီးရင်ဗီဒီယိုအဲဖုန်းနဲ့ဆက်သွယ်ပြီးတော့ဗီဒီယိုရိုက်ကူးရိုက်ပြီးတော့မနှက်ဖြန်9နာရီမှာတင်ပေးမှာဖြစ်ပါတယ်မန္တလေးကငလင်း ။တန်ကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ပြီးတော့ကျုံပြီးမှခိတခဏနားခိုနေရတဲ့ပြည်သူလူလူကိုတကြံမနဲ့စောက်ဖို့ဆိုပြီးဖယ်ခိုင်းတဲ့တဲ့င်းတွေကျွန်တော်တို့ကြားနေရပါတယ်။ဆိုတော့ဒီအချိန်မှာလူလူဟာတချို့ညပြောနေတာပါပါ။တော့ဆွဲဒါဆွဲပြီးတော့ရှိသည်များ 是会面的变化，但看将来难言着。嗯，第六多大面积多，啊，变成从突破来新的，这个都对呀。这个好比以前那些人呢，我吃比较少啦，吃比较，懂得吃比较家伙，没有那个时代呢。 စစ်ကိုမရက်ဘူးလို့တရားဝင်ကြေညာတယ်လို့နိုင်ငံတော်ဝန်နေချင်းအထိမ့်မန့်နေဆိုပြီးတော့အလန္တန်ကြီးတဝက်ချလူကြားကောင်းအောင်လုပ်ပြအိန္ဒိယတပ်ရရာရီနဲ့ဖုန်းဆက်ပြီးတော့မင်းသားကောင်းဆောင်ပြနေတော့မကြခင်ပါပဲလင်းနဲ့ဘုံကျဲတဲ့အခြေအနေတွေကဘာကတိရှိသွားပြီးဘလူရုပ် ပုံတော့ဒီကနေ့ဆိုရင်ကမ္ဘာတည်င်းအရရက်မှာဒီနေ့ဆိုရင် Guardian တည်င်းစာကြီးကငမင်းဘီကတ်နေတဲ့ပြည်သူလူထုတွေကိုစစ်ကောင်စီကအချမ်းပတ်လေနဲ့တိုက်ခိုက်နေတယ်ဆိုတဲ့အကြောင်းအကျဉ်းတွင်ရေးသားဖော်ပြတာတော့တွေ့ရပြီးဟိုတနေ့ကတော့ Ejazia ကအသေးအချာပြောပြပါတယ်ငမင်းဆက်ဆော့အလုပ်ချင်းနေမှာပဲဘုံကြီးကျဲချနေတဲ့စစ်တပ်ကိုကဘာကြီးကဘာမှမလုပ်နိုင်ဘူးလားဆိုတော့ သတင်းဌာနတွေရဲ့မေးခွန်းထုတ်မှုတွေအများအပြားရှိနေပါတယ်။လူစံမှုရုပ်မာမှုတွေဟာတိုက်တာလို့မရလောက်အောင်ကိုရုပ်မာတော့လား။ဒီချိန်နဲ့ထပ်တူကေဇေးကြီးတွေကိုဝင်ပွေမပေးတာတွေကန့်တတ်တာပြီ။လက်ရှိကေဇေးကြီးဟာစကိုင်းကိုလောက်လောက်လာလာတိုက်ရောက်မှမရောက်သေးတော့ကျွန်တော်တွေ့ရ။ကိုရကိုရွာကိုထူကိုဒနဲ့ ဆေပေါင်းတူလေးနဲ့ရှိရာလေးထုခွဲအသက်ကယ်လို့ရလို့ညာညာစူးစမ်းနေရတဲ့ပြည်သူလူထုရဲ့ကိုထူကိုထကိုထူကိုထဆိုလို့ကွန်ကရစ်လမ်းနေခင်းတော့ကလည်းမှတ်မိသေးဗျာကိုထူကိုထလမ်းခင်းတာကိုလန်ကကိုပတ်စံကောက်ပြီးခင်းကြတာအချိန်တန်တော့လမ်းထိပ်မှာကြန့်ခံရေးကဆိုင်းပုတ်လာတက်ပြီးသူတို့ခင်းတယ်လို့ပါတယ်လို့လုတ်တဲ့စောက်ချိုးမျိုးဖက်စစ်တဲ့တိုက်မှာအမြဲရှိပါ မန္တလေးမှာဆိုလဲကျန်တဲ့နေရာတွေကိုအဓိကမထားဘဲဖက်စစ်တပ်ရဲ့ဆွေရိတ်မျိုးရိတ်မကင်းတာတွေပတ်သက်ဆက်ဆက်သူတွေနေတဲ့ staff villa ကိုအဓိကထားပြီးတော့ပဲကယ်ဆယ်နေတာတွေ့ရပါတယ်ကယ်ဆယ်တာကိုဝမ်းတာတွေကျေးဇူးတင်တယ်သို့တော့တမန်အရတူရတားတွေအတွက်တစ်ချက်မှငင်းမချီပဲဖက်စစ်တပ်ဟာသူ့စစ်တပ်အတိုင်းဝိုင်းနဲ့သူနဲ့နီးစပ်သောခရိုနီများကိုသာ ရွေးချယ်ကဲထုတ်နေတာကိုမြင်ရတော့ထိုင်းနိုင်ငံကဒီကနေ့ဝန်ကြီးချုပ်ဆောင်ရွက်နေတဲ့အမျိုးသမီးဝန်ကြီးချုပ်ဆောင်ရွက်နေတဲ့အချိန်ပြီးမင်းအောင်လှိုင်ကရှက်တက်ရင်ကိုမျက်နှာကိုမျက်ခွတ်ဓာတ်နဲ့ပြီးလို့ရတဲ့အချိန်ငလျင်ကြောင့်ဗန်ကောက်မှာပြိုကျသွားတဲ့တိုက်တွေမှာထိုင်းနိုင်ငံသားမဟုတ်ဘူးနော်ဗမာနိုင်ငံသားအလုံသမားတွေကိုအင်တိုင်းရောင်ရောက်သွားပြီးတော့အားပေးနေတာများ ဘယ်နိုင်ငံကမှအကူအညီမတောင်းဘူးထိုင်းနိုင်ငံဟာကိုယ်နိုင်ငံရဲ့ရန်ပုံငွေဘတ်ဂျက်နဲ့အစင်းနစ်ပြင်ဆင်ထားမှုတွေနဲ့အတူတိုက်ပြိုချမှုငလင်ကြောင့်ပြိုချမှုတွေနဲ့ပတ်သက်ပြီးတော့တန်တွေကိုစနစ်တကျစစ်ဆင်လက်ရှိတန်ကုန်တွေကိုစင့်ခေါ်ဆောက်လုပ်ရေးကုန်တွေကိုအရေးယူဖို့အတွက်အချက်လက်တွေရှာစနစ်တကျကိုစီမံခန့်ခွဲနေတာကိုမြင်ပြီးကျွန်တော်နိုင်ငံကအာဏာယူတဲ့မင်းအောင်လှိုင်ဟာအာဏာကလွဲရင် အိုးဘုတ်ဂျိုးရုတ်တော့မလုတ်တတ်ပဲတော်တော်ကိုညံဖြင်းတဲ့တရဝါဖြစ်ပြီးရုတ်မာတဲ့စိတ်နဲ့သာအသက်ရှင်နေတာကိုကျွန်တော်တိတိကျကျခံမှန်းမိပါတယ်သိရပါတယ်ညင်ရပါတယ်တွေ့ရပါတယ်ကြားရပါတယ်ခံစားမိဆိုတော့ဒီလိုကောင်မျိုးကခွေးဆက်ခင်းတာကတော့အထွေအထူးပြောနေစရာမလိုပေမဲ့ကျွန်တော်တို့တော်လိုင်းရေးဘတ်ချင်ကကိစ္စတွေတစ်ချက်ပြန်သုံးသပ်ကြရအောင် မင်းအောင်လိုင်ကနိုင်ငံတော်ဝန်ထမ်းချင်းနေလို့တယ်ကျွန်တော်တို့ကလည်းရက်သက်သက်ပပဝန်ထမ်းချင်းဆိုပြီးအန်ယူဂျီကထုတ်ပြန်တယ်ဒီနေ့ PDF ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ PDF တွေအဖမ်းခံရတယ်ဆိုတဲ့သတင်းကြားနေတယ်ကျွန်တော်သတင်းကိုလိုက်နေလို့ရှိဆိုတော့ကျွန်တော်တို့ကတော်လန်ကြီးကိုဝင်စိုးထွက်စိုးလုပ်လို့ရသလားခဏနေဟိုအမေကဈေးဝယ်ကန်းလို့လမ်းထိတ်မှာခြေပေါက်နေလို့ထွက်စိုးတော့ဝင်စိုးတော့ပြီးမှပြန်လာမယ်လို့ရသလား တော်ရင်ဆိုပင်မပင်မရင်ကြီးတစ်ခုလိုပဲထားပါတော့လာသမျှကတ်သမျှဖြစ်သမျှကိစ္စတွေကိုတော်လိုင်းရင်ပင်မရင်ကြီးကတော့မပြတ်မောင်းနေနေပြီဖြစ်တဲ့ကိစ္စတွေပန်သမျှတော်လိုင်းရင်ရင်ကြီးရဲ့ဘေးမှာပဲကတ်ပြီးတော့ဖြည့်ရှင်းသွားရမယ်လို့ကျွန်တော်ကမြင်ပါတယ်အဲ့တော့ကျွန်တော်ကပထမတည်းကပြောတယ်တိုက်ရင်ကူပြည်သူကိုလည်းကူစစ်ကိုလည်းပင်ကျွန်တော်ပြောရဲ့အယူအဆ ဒီနေ့ဦးလိုက်ဝင်းတယောက်ပြောတာလည်းရှိသေးတယ်အန်ယူဂျီအားတဲ့စစ်ကောင်စီကိုရာဇတန်ပိနိုင်စွမ်းမရှိဘူးလားဆိုတဲ့မိန်းကလေးတစ်ခုကျွန်တော်ကြားလိုက်တော့ပတ်ကလေးနားထောင်လိုက်အဲ့တော့စကားစမြန်မာပြည်ရဲ့ဆိုရမယ့်တော်လင်းအင်အားစုများမှဂျာသတန်ပေးအပ်သည်တိုင်းပြည်တွင်ဖြစ်ပေါ်နေသောငလျင်ကပ်ပေးအတွက်နိုင်ငံကအဖွဲ့များကိုကယ်ဆယ်ခွင့် 文雅贵表扬的，你比如鲁鲁古，那一个新姑娘给咱伊嘛七千八百呀，到八了多给咱姑娘比十米啊不，高啊木，没有那么样么些啊，是谁呀？来，这个怎样呀？太瘦木样呢？啊，像这个呢，那么样多，那一个嘛少几倍哎。以前那么样，那娃娃，现在不，没有那点牛逼，所以呢，再拿一号出来，一点那么样嘛。 ဒရဇတ်ထိုးစစ်ဆင်ကနိုင်ငံနဲ့တဝန်တိမ်ပိုက်ထိန်ချုပ်ကြားယူပြီးပြည်သူလူထုကိုကဲ့တင်ပြီးဖြစ်ကြောင်းနိုင်ငံကအကူအညီဖွဲ့များကိုဝင်ရောက်ခွင့်ပြုပြီးပြည်သူနှင့်တိုင်းပြည်အတွက်စုံရွက်ပြီးဖြစ်ကြောင်းကျွန်တော်တို့ကြေညာပြီးအဲတော့အဲ့လိုမျိုးလေးဟောဘိုင်းလေးဒါမျိုးမလုပ်နိုင်ဘူးလားစစ်တပ်နောက်ကတကောက်ကောက်လိုက်ပြီးစစ်တပ်လုံးသမ ्या လေးတွေကို မပြောရဲမဆိုရဲတဲ့လူမျိုးနဲ့စစ်ကိုလည်းပြ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 ခိုင်ခိုင်မာမာတီတီတက်တက်တိုက်ခိုက်လူစိတ်ကိုရှိကြရဲ့လားတော်လိုင်းကြီးစင်ွဲနေလူတွေလို့ဘောခံယူထားပါရဲ့သလားဆိုရင်မေခွန်းလေးအများကြီးရှိတာလေအခုကတော်လိုင်းကြီးသမားပေါ့တဘုံမှမပေါ့ဘူးအဲ့ဒီအန်တီမီတီကလူတွေကြည့်သူတို့ကသူတို့ဝင်ချင်းများဝင်မင်းများတဲ့မှာအာသူတို့ဖိတ်တွေရွှေ့တွေဟိတ်တွေနဲ့အခုလက်ကြော့ တမ်းမြန်ဝယ်ဟောပဲနိုင်ငံတကာမှလည်း NUG နဲ့ပတ်သက်ပြီးကေဇေရွတ်စကားပြောတယ်ကိုတရေမထုတ်ပြန်ဒါမတွေ့ရနော်ဝင်တမနာကြီးကတော့ကေဇေရီနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းဖြစ်မိပါလေပါပြောဒိန်းကလေးတက်ပြီးတော့စစ်တပ်ထိ ंछ ုတ်ထားသောနေရာများကိုစစ်တပ်ထိ ंछ ုတ်ထားသောနေရာများချီပြည်သူလူမျိုးကိုမကယ်တင်နိုင်သောကြောင့်တောင်းပန်ပါတယ်ပြည်သူကတောင်းပန်တာဒီ သဘောပန္နာတွေလိုချင်တာမဟုတ်ဘူးဝင်တိုက်နိုင်အောင်တိုက်ပြီးတိတ်သိမ့်ပြီးတော့ထိတ်ထိတ်ပြီးတော့ပြည်သူတွေအတိုင်းပြီးကိုတည်ဆောက်ဒါမျိုးလိုချင်နေတာပြည်သူရဲ့နှလုံးသားကိုနည်းနည်းလေးတော့တိကျပေးပါလို့ပြောရင်ငလိနောက်ဆုံးသတင်းများရငလိများဖြစ်ပေါ်ပြီးပါကမြေအကွဲကြောင်းများဖြစ်ပေါ်ပြီးမြေအောက်ရှင်ရှင်ရှင်နော်မြေအောက်ရင်နဲ့ရှင်နုံတွေတရဇက်ဝင်ရောက်လာပြီးအိမ်ပြိုကျမှုတွေဖြစ်ပေါ်နိုင်ပါတယ် တက်တာအတွင်းလမ်းတွေအိမ်တွေကိုလုံးဝပြင်ဆင်မှုမလုပ်ပါနဲ့ထပ်မံပြိုကျမှုထပ်မံလှုပ်ခတ်မှုတွေအနည်းနဲ့အများရှိနိုင်ပါတယ်အဓိကတော့အိမ်တွေကျွံ့ဝင်သွားမှုတွေရှိနိုင်ပါတယ်မြေကြီးကအကွဲပြီးနောက်အဲ့ညာကိုဝင်ရောက်လာတဲ့ရှင်စည်းနဲ့ရေဟာရှင်စည်းနဲ့ရေကပြုတ်ပြီးတော့တန်နှရာတန်နှရာအလေးချိန်ရှိတဲ့အဆောက်အဦတွေပြိုကျနိုင်ပါတယ်ငလိမ့်လုံးပြီးတလအတွင်း9.8ဆိုတဲ့ တ်တာစတိရှိတဲ့ငလင်မျိုးဟာငလင်လိုပြီးတလအတွင်းမှာနှစ်တန်ရှိအနှစ်တန်အလေးချိန်တန်နရာအလေးချိန်ရှိတဲ့တန်နရာအလေးချိန်ရှိတဲ့အဆောက်အဦတွေဟာအချိန်ပြည့်မြေကျွမှုဖြစ်နိုင်ပါတယ်။နံပါတ်1ရေကြီးမှုမိုးရွာမှုတွေတစ်ဆက်ဖြစ်ပေါ်နိုင်ပါတယ်။ငလင်ကြောင့်ရေစီးကြောင်းတွေပြောင်းသွားတာမျိုးငလင်ကြောင့်ပင်လေကြောက်ကျဲမြအကွဲမှုတွေဖြစ်ပြီးကြီးမားတဲ့လိုင်းလုံးဆူလာမျိုးတွေလည်းဖြစ်နိုင်တဲ့အတွက် ဂရုစိုက်ကြပါမိုးရွာရင်တော့မြေပြိုမှုတွေပုံမဆိုးရွားလာမှာဖြစ်တဲ့အတွက်တိုင်းပြည်လုံးကနိုင်ငံသူနိုင်ငံသားအပေါင်းကိုကိုအားကိုကိုပြီးရှင်သန်နေရတဲ့အတွက်ပြဂရုစိုက်ပေးပါအသက်ရှင်ပေးပါရှင်သန်ပေးပါလို့ပြောရင်အနာဂတ်တိုင်းပြည်ကိုကျွန်တော်တို့အတူတူစောင့်ကြရအောင်တစ်ချက်ကလေးမှ စိတ်လျှော့ပါမယ်အစိုးရတုံးတော့ခရဲ့ဖြတ်တမ်းမှုမှာကျွန်တော်တို့ကြံ့ကြံ့ခံရက်တည်ပြီးတစ်ချိန်မှာဒီဒုက္ခတွေကိုဟာတအဖြစ်ပြန်ပြောကြရအောင်ဒီနေ့တော့ဒီတော့ဟဲ့အားလုံးကျေးဇူးတင်